စူပါတိုင်ဖုန်းမုန်တိုင်းကြီးဖန်ဝုန်းဟာဖိလစ်ပိုင်ကိုထပ်ပြီးတော့ဥတီလောင်းနေပြန်ပြီဖြစ်ပါတယ်။အချင်းမိုင်900ကျော်ရှိတယ်လို့သိရပါတယ်။နိုမာလီယန်နီကတိုက်ခတ်ခဲ့တဲ့ခါမဲဂီတိုင်ဖုန်းကြောင့်တေဆုံးသူ200လောက်ရှိလောက်ပြီးတယောက်ကိုပျောက်ဆုံးနေစေဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံရှိဘက်ကန်ကြီးကိုနောက်ထပ်ဖျက်ဆီးပြမဲ့ဖန်ဝုန်းမုန်တိုင်းကြီးဟာထပ်မံဥတီလာခဲ့တာဖြစ်ပါတယ်။လမိုင်းမိုးလေဝသပြုလို့ကဖန်ဝောင်းနိုင်ဖုံးကလူ၅သန်းအသက်ကိုချင်းချောက်တဲ့အဆင့်ထိပြင်းထန်စွာနဲ့ဝင်ရောက်နေပြီး မုံတိုင်းကျဲဟာ1500ကီလိုမီတာထိရှိတဲ့အတွက်တနိုင်ငံလုံးအပေါ်လွှမ်းခြုံတိုက်ခတ်နိုင်ပြီးလက်ရှိမှာပဲနိုင်ငံရှိပိုင်ကမ်းကန်းဒေသတွေမှာမိုးကြီးလိုက်ထမှုတွေကြုံရပြီးနိုဘာ9ရက်နေ့မှာကုန်းလင်းကိုစူပါတိုင်ဖုန်းမုံတိုင်းစနစ်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ဖိလစ်ပိုင်မိုးလေဝသဗျူမှာတောင်ဝင်ရှိသူတွေကမုံတိုင်းဟာအနည်းဆုံးတစ်လကြီးကို140ကီလိုမီတာနှုန်းမှာ180ကီလိုမီတာနှုန်းတိုက်ခိုက်နေပြီး မိုးကုန်းလေးမှကိုဝင်လာရင်လေတန်တော့ကတနအီကို185ကီလိုမီတာနှုန်းထိမြင့်တက်လာပါတယ်။အင်းများတပင်းများအဆောက်အုံတွေကိုလှဲဖြုန်နိုင်တဲ့ပြင်းအားရှိကြောင်းသတင်းထုတ်ပြန်နေပါတယ်။ဒေတာတွင်းက UMERD ဖန်ဝေါန်းတိုင်ဖုန်မှုနဲ့ကြောင့်နိုင်ငံရှိပိုင်း B6 စာမခရီးရီမှာမိုးရေချင်ဟာ200မီလီမီတာနှုန်းနဲ့တဲတဲထန်ထန်ရွာသွန်းနေပါတယ်။မြောက်ပိုင်းနဲ့နိုင်ငံလယ်ပိုင်းလူဆုံကျုံးတွေမှာလည်းမိုးရေချင်100မီလီမီတာမှ200မီလီမီတာကြားရွာသွန်းမှာဖြစ်လို့ရေကြီးမြေပြိုမှုတွေကြုံရနိုင်ပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်တွေကမိမိတို့နယ်မြေတွေအတွင်းစာစင်ကျောင်းတွေကိုနောက်ထပ်ဝင်ရောက်လာမယ်မှုံတိုင်းဖန်ဝုံကြီးကြောင်းနိုဝင်ဘာ10ရက်နေ့ထိကျောင်းတွေပိတ်ထားပြီးလေကျောင်းခီးစစ်ပေါင်းများစွာအခုကတည်းကဖြတ်သိမ်းနေရပြီဖြစ်ပါတယ်ဖလပိုင်ဟာရာသီဥတုတံကိုတော်တော်လေးကိုပြင်းပြင်းထန်ထန်ခံနေရတဲ့အနေအထားရှိပါလိမ့်။နောက်ထပ်ပုံတိုင်းတွေဝင်လာမဲ့အတွက်ကြောင့်တော်တော်လေးကိုစိုးရင်ပူပန်တော့ကရောက်နေတဲ့အခြေအနေမှာရှိပါလိမ့်။ လူပေါင်းသန်းနဲ့ချီကိုအစိုးရကနေရာရွှေ့ပြောင်းနေရပါတယ်။ဖန်ဝေါ်မုံတိုင်းကြီးကရင်းနှီးညနေပိုင်းနဝမုံမနက်ဖြန်နိုဝင်ဘာ10ရက်နေ့နေ့ပိုင်းမှာဝင်လာတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်နိုဝင်ဘာ10ရက်နေ့ကလေးကလူပေါင်းသန်းနဲ့ချီပြောင်းရွှေ့နေရပါတယ်။ဖိလစ်ပိုင်စစ်တပ်ကကယ်ဆယ်ရေးနဲ့အကူအညီတွေဆောင်ရွက်ပေးဖို့အင်အားနိုင်ရနဲ့ပြင်ဆင်ထားရပါတယ်။အဝမ်မုံတိုင်းက2025မှာဖိလစ်ပိုင်ကိုဝင်ရောက်ခဲ့တဲ့23လုံးမြောက်မုံတိုင်းဖြစ်ပြီးမကြသေးမီရပိုင်တွင်ကဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြီးခါမဲကြီးကြောင့်လူပေါင်း224ဦးသေဆုံးခဲ့ပါတယ်။အခုဝင်လာတဲ့တိုင်ဖုန်းမုန်တိုင်းကြီးဖန်ဝေါဟာလည်းတော်တော်လေးကိုအင်အားကြီးမားလုံးတယ်လို့သိရပါတယ်။ဒါကြောင့်အစိုးရအနေနဲ့လည်းကယ်ဆယ်ရေးလုပ်ငန်းတွေကိုလက်မလဲစတဲ့ဆောင်ရွက်နေရတဲ့အခြေအနေမှာရှိပါလိမ့်။မုံတိုင်းဟုတ်ချင်းဝတ်တဲ့မိုင်ပေါင်း932မိုင်ရှိတယ်လို့သိရပါလိမ့်။စူပါပန်တိုင်ဖုန်းမုံတိုင်းကြီးအဆင့်ထိတောင်မှဖြစ်လာပါလိမ့်။ မောင်နိုင်ကဒီ900ကျော်ရှိတာမကြတော့မကြဘူးဘူးလို့ပြည်သူချုပ်ကပြောပါတယ်။မိုးလေဝသပညာရှင်ဘီနီစင်အာစတာရီဂျာကလေပြင်းတွေပြင်းမိုးများမယ်လို့ကျွန်တော်တို့ခံမှန်ပါတယ်။မိုးကြိမ်ဟာရှစ်လက်မကနေအဲ့ဒီထိမြအဲ့ဒီအထက်များလာနိုင်တယ်လို့ခံမှန်ပါတယ်။မြေနေမနိသမကနေရာနဲ့ရေကြီးတာဖြစ်ပေါ်စေနိုင်တယ်ဆိုပါတယ်။ဒီကမြဝန်ဒေသတွေဟာရေကြီးရေရှင်နဲ့ခံရမယ်လို့ပြောပါတယ်။နိုဝင်ဘာ17ရက်နေ့အချိန်အထိ တိုင်ဖွန်းမုန်တိုင်းကြီးဟာဖိလစ်ပိုင်ရဲ့ကျောမကြီးလူစုံကိုဦးတည်ပြီးလောက်ဘတ်စုစုကိုရွေချပြီးလေတတောင်းကတနအီကို88မိုင်နှုန်းပြင်းထန်ပါတယ်။ကုန်းနေပိုင်းကိုဝင်တဲ့အခါမှာတော့ကဲရန်လီတာပြည်နယ်အော်ရာမှာပြည်သူတွေကုန်းမြပိုင်ကိုပြောင်းဖို့ကယ်ဆယ်ရေးသမားတွေကလိုက်လံကြေညာနေပါတယ်။မွန်လီဝသားဌာနတွေကတိုင်ဖွန်းမုန်တိုင်းခါမေကြီးကိုအဆင့်လျှော့ချလိုက်ပြီးတော့ကြေညာပြီးနိုင်ပိုင်းအတွင်းမှာပဲဖန်ဝေါကတိုင်ဖွန်းမုန်တိုင်းအဆင့်ဖြစ်လာတာပါ။ ဖိလစ်ပိုင်ဟာတိုင်ဖုန်းမုန်တိုင်းနဲ့တော့အစိမ်းသက်သက်မဟုတ်တဲ့နိုင်ငံပါ။ဟန်အောင်တိုင်ဖုန်းကအခုနှစ်မှာဖိလစ်ပိုင်ကိုဝင်ရောက်ခဲ့တဲ့မုန်တိုင်းတွေနဲ့အကြီးဆုံးအနေထားရှိပါတယ်။လက်ရှိနောက်ဆုံးရရှိထားတဲ့အချက်လိုက်တွေဆိုရင်မုန်တိုင်းဟာအနည်းကဆုံးအခြေအနေမှာရှိနေတဲ့သဘောပါ။နိုဘာ9ရက်တနင်္ဂနွေနေ့ညနေ3:00ခွဲထိနောက်ဆုံးရတဲ့အချက်တွေရ မောင်နိုင်ဟာဖိလစ်ပိုင်နားမှာရှိတဲ့ကျွန်းကျွန်းကိုပြည်ထောင်ဝင်ရောက်တက်ခဲ့ပြီးအခုကအဓိကကျုံးမှကြီးလူစုံကိုဝင်ဖို့နိုင်ပိုင်းလိုရောက်ရှိနေပါတယ်။ဒါဟာဒုတိယမြောက်နဲ့အဓိကကုန်းတွင်းဝင်ရောက်မှု mainland for ဖြစ်လာမှာပါ။မောင်နိုင်နောက်ဆုံးအချိန်တွေကစူပါတိုင်ဖုံးမနဲ့ဖန်ဝုံဟာဘူလီတိုင်နှုံတနအိတ15မိုင်လောက်လေပြင်းတဲ့နော်တနအိကိုမိုင်ပေါင်း143မိုင်လောက်ရှိပါတယ်။မောင်နိုင်မျက်စိဟာကျိုးကိုဖျက်ကျော်ခဲ့ပြီးတော့ကျိုးစုံညီရောက်နေပါပြီ။ဒါဟာ Aurora B နဲ့ကဲဝဲတော့ဖြည်းဖြည်းချင်းကနေပါလေ။ လိကကုန်းတွေပိုင်းဝင်ရောက်မှုကတော့တနင်္ဂနွေနေ့ညနေနှောင်းပိုင်းတနင်္လာနေ့မနက်စောစောဖြစ်မှုများပါတယ်။သူရဲ့အားပြေဆုံးအဆင့်ဖြစ်တဲ့ Super Typhoon ဆင်းနဲ့ဝင်ရောက်မှာပါ။ဖလပိုင်းမိုးလေဝသဌာနရဲ့အဆင့်လိုက်3ပေးချက်အရ Signal Number 5ကအမြင့်ဆုံးအနေနဲ့ပါ။ Signal 4ကအလွန်ပြင်းထန်တဲ့နေရာပါ။ Signal 3ကတော့မှုန်တဲ့ယူယူပါ။တခြားရေကြီးတဲ့တရင်သက်ရောက်မှုတွေအရ Aurora နဲ့ Explorer ပြင်ရတဲ့ကဲဝင်တဲ့ချောင်းပေးတဲ့ line မြင့်ဟာ55ပေအထိရှိနိုင်ပါတယ်။ပြင်းထန်ဆုံးသတိပေးထားပါတယ်။ ပင်လယ်ဒီလိုင်းကလည်းဆေးပေကျော်ရှိနေပါတယ်။မြေပြင်ခြေနေရာမွန်တိုင်းဖြစ်ကျော်သွားတဲ့ဘီဂို region မှာလျှက်စစ်နမီနဲ့စစ်တွေလိုင်းတွေလုံးဝပြတ်တောက်နေပါတယ်။လူစုံကျွမ်းမကြီးပေါ်မှာရှိတဲ့အဓိက15ခုဟာရေပမာဏအလုံးမြင့်တဲ့လာလာကြောင့်ရေပိုလွဲတွေစတင်ဖွင့်ထုတ်နေပါတယ်။အလုံးစုံပျက်စီးမှုတွေကိုလူစုံကျွမ်းမကြီးအော်ရာပြည်နယ်ကလာမနာရီပိုင်းတွင်ထပ်မံရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။အခြေအနေဟာအလုံးအေးကြီးနေပါတယ်။